ရှုပ်ရှက်ခတ်နေတဲ့ဖက်စာအုပ်တွေမိုးတွေမဲပေါင်ပြီးလျှက်စီးတွေကလက်နေတယ်မိုးရဲ့အမောင်ကြောင့်ညရဲ့အမောင်ဟာပိုနဲ့လာတယ်ထင်ရတယ်လျှက်စီးတွေလက်တိုင်းပဝန်းရှင်ကိုထင်းထင်းကြီးမြင်နေရတယ်မိုးဆက်အမုံတွေဟာမောင်လူမွေးတို့အိယာအထိပတ်ပြန်းနေလို့အနှဲငယ်အေးတဲ့ခံစားမှုကိုခံစားရတယ်မောင်လူမွေးစာဖတ်ချင်နေပေမဲ့လျှက်စင်မီးမရှိတာမိုးလေကြောင့်မီးထွန်းလို့အဆင်မပြေတာတွေကြောင့်စာမဖတ်ရဘူးတကယ်တော့ ညာပိုင်းမောင်လုံးမွေးစာမဖတ်ရတာအချိန်တော်ကြပါပြီ။ညာအိတ်ချိန်နဲ့နဲ့စိတ်အေးအေးအိပ်ရဖို့အရေး ရွှေရပြောင်းရဆိုတော့ဘယ်လိုစာဖတ်နိုင်ပါမလဲ။စာမဖတ်ရင်မနေနိုင်တဲ့မောင်လုံးမွေးတော်စာဖတ်ဖို့အချိန်နေမပေးရင်မောင်လုံးမွေးတပည့်ကျော်တွေညာအချိန်ဘယ်လိုဖတ်နိုင်ကြပါမလဲ။မောင်လုံးမွေးတွေးမိပါလေ။ကျောင်းသူကျောင်းသားတွေထဲမှာဖတ်စရာစာအုပ်ရှိပြီးမဖတ်နိုင်တဲ့သူနဲ့ဖတ်စရာစာအုပ်ကိုမရှိတဲ့သူဆိုပြီးနှစ်မျိုးရှိသေးတယ်။ဟိုးတလောက်ကကျောင်းသားမိခင်တယောက်က သူ့သားကိုဗလာစာအုပ်နဲ့ခဲတံတွေအရင်ဝယ်ပေးတယ်။ဖတ်စာအုပ်ကတော့သူများလည်းကကြည့်လို့ရသေးတယ်။ရေးစာအုပ်ကသူများစာအုပ်ထဲသွားရေးလို့မရဘူးလို့လည်းပြောသေးတယ်။ကလေးတွေအတွက်ပြတ်ထန်းစာအုပ်တစ်စုံကို2000ခွဲကနေ3000ခွဲထိရှိတယ်။အထက်တန်းတွေဆို9000 6000ထိရှိတယ်။ဖတ်စာအုပ်ရောဗလာစာအုပ်ကောတပြိုင်တည်းဝယ်ရင်မူလာတဲ့အလဲတန်းတောင်စိတ်ကနန်ကတ်တယ်။ဒီတော့အချုံမိဘတွေဟာဖက်စာအုပ်ရော ရေးစာအုပ်ရော တပြိုင်တည်းမဝယ်ပေးနိုင်ကြဘူး။ ဖတ်စာအုပ်ကတော့သူများတဲကကြည့်လို့ရသေးတယ်ရေးစာအုပ်ကသူများစာအုပ်ထဲသွားရည်လို့မရဘူးဆိုတာလဲသူ့အခြေအနေနဲ့သူတော့ဟုတ်နေတယ်ကျောင်းသူကျောင်းသားအများစုကတော့ဖတ်စာအုပ်အကြလေးတွေကိုတဆင့်ပြန်ဝယ်သုံးကြရတယ်ဖတ်စာအုပ်တွေဟာသူတို့အထက်ကကျောင်းသူကျောင်းသားတွေရေးခဲ့ချစ်ခဲ့တာတွေနဲ့ရှုပ်ရှက်ခတ်နေတယ်အချို့စာအုပ်တွေဆိုဖတ်စာအုပ်ထဲကစာတွေကိုတော့မနှဲမြင်အောင်ကြည့်ရတဲ့အနေအထားဖြစ်တယ်ရှုပ်ပွားနေတဲ့ဖတ်စာအုပ်တွေဟာ ကလေးတွေကိုပညာရေးစိတ်ဝင်စားအောင် မဆွဲဆောင်နိုင်ကြပါဘူးကြီးလိုက်တာနဲ့သူတို့အမြင်အာရုံကိုရှုပ်ရှက်ခတ်သွားစေတော့အမြင်နဲ့လေ့လာမှု visual learning မှာအားနည်းသွားပါတော့တယ်ဒီတော့ဖတ်စာအုပ်ထက် whiteboard နဲ့ blackboard ကိုပဲမောင်းလုံးမွေးအားကိုးနေရပါတယ်ဒါမှကလေးတွေရှင်းရှင်းလင်းလင်းမြင်ပြီးလေ့လာမှတ်သားနိုင်တာကိုအချို့ဒေသတွေမှာလူအဖွဲ့အစည်းဟာလဲကလေးတွေရဲ့ဖတ်စာအုပ်အဟောင်းတွေလိုပဲ ရှုပ်ရှက်ခတ်နေတယ်လူအဖွဲ့အစည်းဟာ ထားခဲ့သင့်ပြီဖြစ်တဲ့အတွေ့အကြုံဟောင်းအယူဆဟောင်းဒလီဟောင်းတွေကိုတော်လိုင်းဖတ်စာအုပ်ထဲမှာအတင်းထည့်သွင်းရေးမှတ်နေကြတော့အကုံရှုပ်ရှက်ခတ်ပြီးနားမလည်နိုင်ဖြစ်ကြရတယ်လို့မောင်လူမွေးတင်တယ်။ရှင်းရှင်းလင်းလင်းရှိတဲ့ကလေးတွေရဲ့ကြောင်းဖတ်စာအုပ်ကိုတော့အပြည့်စုံမဖြည့်ပေးနိုင်တဲ့လူဖွဲ့စည်းဟာပုံမှုရှုပ်ထွေးပွဲရှိနေတာကို တွေးတောပြီးမောင်လူမွေးရင်မုန်းမိတာတွေရှိပါလေ။လက်ရှိကာလမှာတော့ရိုးကုံဖြောင်းကုံပညာကုံနဲ့ပြည့်စုံတဲ့ခေါင်းဆောင်တွေဟာ လူအဖွဲ့အစည်းရဲ့ဖတ်ဆောင်တွေဖြစ်တယ်။ဒီလိုကောင်းဆောင်တွေဒေတာတိုင်းမှာပေါ်ပေါက်ဖို့အရေးကြီးတယ်လို့မောင်လုံးမွေးယုံကြည်ပါတယ်။မောင်လုံးမွေးတို့ကျောင်းဆရာတွေကတော့ရှုပ်ရှက်ခတ်နေတဲ့ဖတ်ဆောင်တွေကဟာတွေကိုကလေးတွေစိတ်ဝင်စားလာအောင် ရှင်းလင်းနားလည်အောင်သင်ပြကြရမှာဖြစ်တယ်။ကလေးတွေကိုပညာသင်ကြားရမှာကျောင်းဖတ်ဆောင်သားမကလက်ရှိလူမှုဖွဲ့စည်းကရှုပ်ရှက်ခတ်နေအောင်မှတ်ထားတဲ့လူမှုဖတ်ဆောင်တွေကအမှားတွေကိုကလေးတွေဆက်လက်အမှတ်မမှားရအောင် မောင်လူမွေးတို့ចောင်းဆရာတွေမှာတာဝန်ရှိတယ်လို့မောင်လူမွေးခံယူထားပါတယ်။ဖတ်စာအုပ်မရှိဘဲရေးစာအုပ်ထဲမှာထင်ရှားရေးခဲ့ရင်ရှုပ်ရှက်ခတ်နေတဲ့ဖတ်စာအုပ်ကိုဖတ်ပြီးအမှန်မှားတဆင့်မှားတွေကိုရေးခဲ့ရင်အမှန်ကိုမရနိုင်ပါဘူး။ကလေးတွေမှားရေးခဲ့ရင်စောင့်ကြည့်တတ်တဲ့ဆရာဆင်မကအချိန်ခဏတာအတွင်းပြင်ပေးလို့ရတယ်။ဒေါ်လာရေးဖတ်စာသမိုင်းဖတ်စာကိုအဖတ်မှားအမှတ်မှားပြီးထင်ရှားကိုရေးကြရင်တော့ပြင်ဖို့မျိုးဆက်နဲ့ချီပြီး နှစ်များစွာကြာကြရအောင်မှာမို့အဖတ်မှအမှတ်မှမဖြစ်ကြရအောင်အလေးနဲ့သတိထားကြဖို့မောင်လူမွေတိုက်တွန်းလိုက်ပါရစေခင်ဗျာမောင်လူမွေ